ခုမြင်နေရတဲ့ဒီနေရာကိုပင်းနေရေချောင်းတင်မောသားအများစုကကြောင်းရံ့နေရတယ်လို့တရားဥပဒေနဲ့မရှိရက်ဆက်တဲ့နေရာလူတွေကိုလည်းပြန်ပြီးဆွဲပြီးဝင်းညစ်လို့နာမည်ဆုံးနဲ့ကြုံကြတဲ့နေရာလေးဖြစ်တယ်။ဒီနေရာကိုဖျက်ဆန်းသွားတဲ့တင်မောသားတွေအတွက်ကြောက်စရာနာမည်တစ်ခုလည်းရှိနေပြီးဒါကတော့ဆိုမာလီယာပင်လယ်ဓားများတွေဆိုတဲ့လူတွေပါဆိုမာလီယာပြည်နယ်တမများတွေကချမ်းသာတဲ့နိုင်ငံကတင်မောတွေဆိုလုံးဝအလုံးမပေးပဲတင်မောတွေကိုတနက်နဲ့ဝင်းစီပစ္စည်းတွေယူလူတွေကိုဖမ်းဝင်းညစ်တဲ့ဖွဲ့စည်းတစ်ခုလည်းဖြစ်တယ် ကမ္ဘာမှာနာမည်ဆုံးနဲ့ကြော်ကြတဲ့ဒီဆိုမာလီယာဓမြတွေဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကိုဒီကနေ့ဗီဒီယိုမှာပြောကြတာပေါ့ကောင်ကောကတည်းကလည်းဆိုမာလီယာနိုင်ငံမှာဗုံးဟူဆူရပြုတ်ပွဲသွားပြီးတဲ့အခါနိုင်ငံတော်လုံးမှာပြည်ရင်းစစ်တွေဆဖြစ်ပါတယ်။ပြည်ရင်းစစ်ကြောင့်နိုင်ငံကအစင်းရဲတံဆင်းရဲလာတဲ့အပြင်ဆိုမာလီယာနိုင်ငံရဲ့ကုန်းမြေတိရခိုင်ရုံးခန်းကပဲဆက်ပြုတ်လို့ရနေတာပါ။ဒီလိုတွေကြောင့်ဆိုမာလီယာပြည်သူတွေကကောင်းကောင်းမွန်မွန်ရှာစားလို့မရတဲ့အဆိုးမှာကိုဆိုးလူရက်တာတွေလောက်လာပြီးတကူးသမီးတွေလည်းပေါ်လာတယ် ။ဆိုမာလီယာဓမြတွေကလည်းဒီလူတွေကြောင့်ပေါက်ခဲ့ရလို့ပြောလို့ရတယ်။တောင်ကိုက90တခုနဲ့အချိန်တုန်းကဆိုမာလီယာနိုင်ငံမှာရေတပ်မရှိတာကြောင့်နိုင်ငံသားတင်မိုးတွေကဆိုမာလီယာပြည်နယ်ပိုင်နယ်ထိပ်ဝဝင်ပြီးငါးရီကိုမတရားသဖြင့်ဖမ်းတာ။ဒါတို့ပြည်စည်းပြည်နယ်အငြင်းချင်းဆွန့်ပစ်တာတွေလုပ်လာတယ်။ဒါကြောင့်ဆိုမာလီယာငါးဖက်သမားတွေကနိုင်ငံသားတင်မိုးတွေကိုတားဆီးဖို့တနက်တွေကိုကင်ပြီးဒါနဲ့တင်မိုးတိုင်းကိုတားဆီးနိုင်ခဲ့တယ်။အဲ့ဒီအချိန်တုန်းကသူတို့ကိုပြည်သူ့ကာဝေးရေးလို့သတ်မှတ်လို့ရပါမယ်။ နောက်ပိုင်းမှာတော့တင်မောတွေကိုစတဲ့ဓမြတိုက်ရာကနေအဆက်လာတဲ့ဆူမာလီယာပင်လယ်ဓမြအဖွဲ့ကြီးဖြစ်လာတယ်။သူတို့အဖွဲ့တွေကအနေနဲ့ပေါ်ကိုတနက်နဲ့ RPG တွေတင်ဆောင်ပြီးပင်လယ်ကြီးတွေကိုတွားတယ်။ရေပိုင်းနဲ့ထဲဖြစ်လာတဲ့တင်မောတွေကိုအတင်းဝင်စီပြီးငွေကြေးတောင်းတာတွေငွေမရရင်လူကိုရိုင်းနဲ့တက်ဖြတ်တာတွေအထိလုပ်တယ်။နောက်ပြီးလူတွေကိုပြန်မေးဆွဲပြီးငွေနဲ့လာမယွင်းရင်ကျွန်းဖြစ်တဲ့ရောင်းစားတက်ပါသေးတယ်။၂၀၀၈ကနေ၂၀၁၁အထိတင်မောပေါင်း900ကျော်ကိုတိုက်ခိုက်ခဲ့ပြီးတင်မောသားပေါင်း1000ကျော်ကိုဖမ်းဆီးခဲ့တယ်။ ဆိုမာလီယာဓမြတွေကသူတို့ဖမ်းဆီးထားတဲ့တင်မောသားတွေကိုပြန်ယူမယ်ဆိုရင်ဒေါ်လာသန်းပေါင်းများစွာသူတို့ကတောင်းပါတယ်။နှောင်းရှိခုနှစ်တုန်းကဒီဓမြတွေက Embry Sirius Star ဆိုတဲ့စီတင်တင်မောကိုဖမ်းပြီးဒေါ်လာ3သန်းကျော်တောင်းပြီးလွှတ်ပေးခဲ့ပါတယ်။ဆိုမာလီယာပင်လယ်ဓမြတွေနဲ့ပတ်သက်လို့ထင်ရှားတဲ့ဖြစ်ပျက်တစ်ခုကရှိနေတယ်။2009ခုနှစ်မှာဆိုမာလီယာဓမြတွေကအမေရိကန်ကုန်သင်းမောကိုဝန်ဆီပြီး Captain Richard Philip ကိုဖမ်းယူခဲ့ပါတယ်။အဲဒီအခါအမေရိကန်ရေတပ်ကဆိုမာလီယာဓမြတွေစီကိုရောက်လာပြီး Captain ကိုပြန်လွှတ်ပေးဖို့ပြောခဲ့တယ်။ ဒါပေမဲ့ညဉ့်ဆိုင်လို့မရတဲ့အဆုံးမှာအမေရိကန်ရေတပ်ကဓားမြတွေကိုပြစ်ခတ်တုံ့သင်ခဲ့ပြီးကပ္ပတိန်ရစ်ချတ်ဖီလစ်ကိုကယ်တင်နိုင်ခဲ့တယ်။ရေချောင်းကိုကပ္ပတိန်ဖီလစ်ဆိုတဲ့ရုပ်ရှင်တော်ရဲခဲ့ကြပါသေးတယ်။တကယ်တော့ဒီဆူမာလီယာဓားမြတွေပြက်ကွက်သွားဖို့ဆိုတာကဘလို့မှမဖြစ်နိုင်ပါဘူး။ဘာလို့ဆိုဆူမာလီယာနိုင်ငံကဆင်းရဲမွတ်တေတာတွေများနေသေးတဲ့၍ဒီဓားမြတွေကလည်းဆက်ရှိနေပြီးတင်မောတွေကိုဒုက္ခပေးနေအောင်ပါ